ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စင်းရတဲ့ဦးသိန်းလင်းနဲ့ဒေါ်ဖြူစင်တို့ကသူတို့သမီး၃ယောက်နဲ့အတူဦးသိန်းလင်းရဲ့တထိတ်မွေးနေ့ပွဲကိုသွားခဲ့ပါတယ်အဲ့ဒီမှာတယောက်ပြီးတယောက်ချမ်းသာတဲ့သူတွေအများကြီးရှိနေပါတယ် ပြီးတော့ဦးသိန်းလင်းရဲ့တတိကသူ290ပြည့်မွေးနေ့ကိတ်ကိုသူဇနီးနဲ့အတူပျော်ရွှင်စွာနဲ့နှီးနေပါတယ်။ဒါဦးကြည့်ပြီးဒေါဖြူစင်းကဝန်းနေတဲ့အတန်းနဲ့ပြောခဲ့ပါတယ်။အကြီးကြီးနောက်နှစ်မှာကျမရဲ့မွေးနေ့လည်းရှိတယ်။ပြီးတော့ရှင်ကလည်းကျမရဲ့မွေးနေ့မှာပဲရှင်မွေးနေ့ကိုကျင်းပတယ်လေ။ဒါပေမဲ့ကျမတို့ဆင်းရဲသားတွေကဒီလိုမွေးနေ့ပွဲကိုဘလို့ကျင်းမနိုင်မလဲ။ရှင်တတိလိုကျမတို့အသက်ကြီးတဲ့အဖိုးကြီးအဖွားတွေကလည်းကိုယ့်အိမ်မှာကိုကိတ်မုတ်လီးနိုင်တဲ့ကောင်းမှာပဲလူတွေကိုခေါ်နိုင်မယ်။ ်လက်ဆောင်နဲ့အများကြီးကိုလည်းရမယ်ပြူစင်ငါတို့တဘောဘလုံးငါတို့ဟာငါတို့တမိ3ယောက်လုံးပြူစုရင်းနေပဲအချိန်တွေကုန်ဆုံးနေတယ်တကယ်လို့တားတယောက်သာရှိခဲ့ရင်မျောလင်းချက်တခုတော့ရှိတာပေါ့အခုလေတမိတွေကိုအိမ်တောင်ချပေးဖို့အတွက်ပတ်စံတွေစုနေတယ်စင်းရဲသားတွေရဲ့အိမ်မက်ကဘယ်တော့မှမပြေပါဘူးကွာပန်တီမှာဦးသိန်းလင်းနဲ့ဒေါ်ဖြူစင်တို့ကသူတို့တမိ3ယောက်လုံးနဲ့အတူရင်နေကြပါတယ်ပြီးတော့ဦးသိန်းလင်းရဲ့တတိကသူ့မိမနဲ့အတူမွေးနေ့ကိတ်လှီးနေတာကိုမြင်ပြီးအိမ်မက်တွေမှတ်နေပါတယ် ပြီးတော့ဒါရီကိုသမီးအကြီးကေခိုင်ကကြောက်သွားပါတော့တယ်။တကယ်လို့ငါသားတယောက်သားဆိုရင်အခုဆိုလွတ်လွတ်နေလောက်ပြီ။ပြီးတော့နောက်နေ့မှာအမေနဲ့အဖေရဲ့မွေးနေ့ရှိတယ်။ငါလက်တီတကသူတို့ရဲ့မွေးနေ့ကိုကျင်းပမယ်။အခုတော့ငါစီမှာတနစ်ကြံသေးတာပဲ။ငါအလုပ်ကောင်းကမလုပ်တော့လဲဘာဖြစ်လဲ။ငါအတူရှင်တိမ်မေးလို့ရတယ်လေ။အခုငါငါပတ်စံနေမတော့မဲ့ပတ်စံနေကိုစုမယ်။ပြီးတော့အနေဆုံးတော့ကိမုံလေးတစ်ခုဝယ်ဖို့အတွက်ပတ်စံစုလို့ရအောင်လုပ်မယ်။ပြီးတော့ငါမိပါမြောက်လုံးရဲ့နှင်း90ပြည့်မွေးနေ့မှာလက်ဆောင်ပေးလို့ရအောင် ကိုမိဘတွေရဲ့ဒီလိုစကားတွေကြားပြီးကေခန်ကလည်းသူ့နောက်နေကြရင် သူ့မိဘတွေရဲ့မွေးနေ့ပွဲကိုကျင်းပမယ်ဆိုပြီးစိတ်ထဲမှာဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီတွေအလုံးကစားတော့နေချိန်မှာပါတီမှာမထနိုင်တဲ့ဖွားဦးတယောက်အတွက်ကေခန်က စားစရာတွေကိုယူသွားပါတယ်။ပြီးတော့ဖွားကိုကိုယ့်လက်နဲ့ခွန်ကြွေးပါတယ်။ဒါရီအလုံးကိုချမ်းသာတဲ့မိသားစုတစုကတွေ့သွားပါတော့တယ်။အချိန်နှေးငယ်ကြမှာတော့ပါတီကပြီးသွားခဲ့ပါတယ်။ပြီးတော့အလုံးကကိုယ့်အိမ်ကိုပြန်သွားကြပါတယ်။အဲ့ဒီမှာဟောင်းနဲ့နေတဲ့ဝက်စားတွေနဲ့ဖက်နှက်တွေကိုမြင်ပြီး ဒေါ်ဖြူစင်းကသူ့ယောက်ျားကိုတခါထပ်ပြောပါတယ်။စာရီတထဲပဲရှိတယ်။ပါတီတိုင်းမှာဒါပဲဝတ်သွားရတယ်။ယောက်ျားရဲ့ပတ်စံလေးနည်းနည်းရှင်ဒီတခါကျမတွေ့လေဈေးသက်သာတဲ့ခြေပုံစာရီဝဲလာပါ။ပြီးတော့ရှင်တွေ့ရှက်အင်းကြီးနဲ့ပေါင်းပြီးလေးဝဲလာပေါ့။ဖြူစင်းရေမင်းသိရမလား။ငါတို့စင်ရဲသားတွေကပတ်စံတွေကိုနည်းနည်းစီစုနေကြတာ။အဲ့ဒါကြားမှာငါတို့ကပစ္စည်းတစ်ခုဝယ်နိုင်မယ်။မင်းကတော့ခြေစာရီကိုအိမ်မက်မက်နေတယ်ပေါ့။မေးလိုက်ပါရှိတာနဲ့ပြောအောင်နေစမ်းပါ။ ဒီလိုပြောပြီးဦးသိန်းလင်းကသူ့တမိသားစုလုံးနဲ့အတူအိတ်လိုက်သွားတယ်။ဒါပေမဲ့သူ့ရဲ့ဒီစကားကိုကေခိုင်းကကြားသွားပါတယ်။အခုဒီလိုနဲ့ပဲရန်နေငယ်ခုံဆုံးသွားခဲ့ပါတယ်။ပြီးတော့ကေခိုင်းကကျူရှင်တင်ပေးပြီးပတ်စံတချို့ကိုစုနေပါတယ်။ဒီလိုနဲ့ပဲရန်နေငယ်ခုံဆုံးသွားခဲ့ပါတယ်။ဒေါဖြူစင်းကမိဖုပေါ်မှာချက်ပြုတ်နေရင်းနဲ့ချောင်းဆူပြီးပြောခဲ့ပါတယ်။ဒီမိဖုပေါ်မှာငါမချက်ပြုတ်နိုင်တော့ဘူး။ကက်စမီဖို့လို့ရှင်ဘလောက်လွယ်ကူမလဲ။ ပြီးတော့စပိန်နစည်းရှိရင်ကောင်းမယ်။ငါနေတိုင်းအလုပ်ကိုနောက်ကြမှာရောက်လာတယ်။ကုသမီးရဲ့ဒီစကားတွေကိုဂရင်းပေါ်မှာထိုင်ပြီးတော့မင်းသိန်းဟင်းရလှိနေတဲ့ကေခန်ကကြားသွားပါတော့တယ်။ပြီးတော့သူကအရင်ကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။နောက်နေ့မှာလင်မယားနှစ်ယောက်ကအပြင်ကိုသွားနေချိန်မှာသူတို့ရဲ့ဒေါဖနက်နဲ့ဖနက်ကပြတ်သွားခဲ့ပါတယ်။အဲ့တော့ကိုကြည့်ပြီးသူတို့ကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ပြီးတော့အဲ့ဒီဖက်နှက်တွေကိုပဲဝတ်ပြီးတော့ထွက်သွားလိုက်ကြပါတယ်။ဒေါင်းရီအလုံးကိုခေခိုင်းကတတိပြုနေပါတယ်။ နောက်နေ့ကျတော့ယောက်ျားရေကျမအဝတ်ချုပ်ဆက်လေးတစ်ခုလောင်ဝယ်ပေးပါလားကျမသူများတွေဆီကနေတောင်းတောင်းနေရတယ်အေးအဲ့ဒါကိုလည်းမကြခင်ဝယ်ပေးပါမယ်ပြီးတော့ငါလက်နှိပ်ဆက်တစ်ခုလည်းလိုချင်တယ်ငါစာရိတ်ရတာဝါသနာပါတယ်ဒါမဲ့ဒီစင်းရဲမှုကဒီဝါသနာကိုတတ်ဖြတ်လိုက်တယ်ဒီဆန္ဒလည်းမကြခင်ပြီးမြောက်နိုင်မယ်ပြီးတော့မင်းအတွက်ရှင်တစ်ကောက်ကိုလည်းဝယ်မယ်အဲ့လိုနေတွေကဘယ်တော့ရောက်လာမလဲမသိပါဘူးအခုဒီလိုနဲ့ပဲရန်နေငယ်ကိုဆုံးသွားပြန်ပါတယ် ီးတော့တနေ့မှာဒေါ်ဖြူစင်ရဲ့အိမ်မှာတထေးအမျိုးသမီးတယောက်ကလက်ထဲမှာပကင်ပြားလေးကင်ပြီးသူ့မိသားစုနဲ့အတူရောက်လာပါတယ်။ခွတ်လွတ်ပါ။ကျမတို့ကရှင်တို့မမတ်မိဘူး။ပယ်မတ်မိမလဲညီမကြီး။ကျမတို့ကပထမဆုံးချိန်တွေ့နေကြတာလေ။အဲ့ဒါရီကတော့ဟုတ်ပါပြီ။ဒါပေမဲ့ခမရတို့ကဘာလုပ်လဲ။ပြီးတော့ကျွန်တော်ရဲ့အိမ်ကိုဘာလုပ်လာတာလဲ။ဒီပကင်ပြားကအကိုကြီးကျမတို့ဒီမှာအကိုရဲ့သမီးကြီးကိခိုင်အတွက်လက်ထပ်ခွင့်လာတောင်းတာပါကျမတို့ကပါတီမှာ ကေခိုင်ကျမတို့ရဲ့ရောက်ခမကိုပြုစုနေတာတွေ့တယ်။ကျမကေခိုင်ကိုပဲကျမရဲ့ချွေးမဖြစ်လို့မယ်ဆိုပြီးအဲ့ဒီအချိန်မှာပဲဆုံးဖြတ်လိုက်တယ်။ပြီးတော့မင်းမြန်ကြီးတော့ကျမအကိုရဲ့ကုမ္ပဏီမှာပဲရှင်အလလုတောက်သိရတယ်လေ။အဲ့ဒါကြောင့်သူ့စီကနေလိပ်စာယူပြီးကျမဒီမှာဆက်ဆံရေးအတွက်ရောက်လာတာပါ။ဒီလောက်ချမ်းသာတဲ့အိမ်ကနေသူတို့သမီးလေးအတွက်ဆက်ဆံရေးကောင်းရောက်လာတာကိုကြည့်ပြီးတော့စင်းရတဲ့မိဘတွေလည်းဝမ်းသာနေကြပါတယ်။ပြီးတော့သူတို့သမီးရဲ့ဆက်ဆံရေးကိုတိမ့်တိုင်းလိုခေါ်တဲ့ကောင်းလေးနဲ့သဘောတူလိုက်ပါတယ်။ အချင်းတွေကဒီလိုပဲကုံဆုံးလာခဲ့ပါတယ်။ပြီးတော့မကြခင်မှာကေခိုင်ကအင်းတောင်ကြသွားခဲ့ပါတယ်။မင်းစင်းနဲ့ချောက်စုရဲ့ငါသွားပြီးနောက်နင်တို့ကပဲအမေနဲ့အဖေကိုကယူဆရမယ်နော်။အမရဲ့အမလက်ထပ်ပြီးညီမတို့နဲ့လာတွေ့မှာမလား။အခုတော့အမချမ်းသာတဲ့မိသားစုရဲ့ချွေးမဖြစ်သွားပြီးညီမတို့မမေ့ဘူးမလားရင်။သမီးရဲ့ရောက်ခမအိမ်မှာအားလုံးနဲ့တူတူကောင်းကောင်းမွန်မွန်နေထိုင်နော်။ပြီးတော့အားလုံးကိုကယူဆိုင်နော်။ ဒီလိုနဲ့ပဲမျက်ရည်တွင်တဲ့ဒေါ်ဖြူစင်တဲ့ဦးသိန်းလင်းတို့ကသူတို့သမီးကိုနှုတ်ဆက်ခဲ့ပါတယ်။ပြီးတော့ရောက်ကမိုင်ကိုတော်ပြီးနောက်ဒီမှာပဲကေခန်ရဲ့မျက်နှာပြပွဲခန်းနာကိုလုံကြပါတယ်။ပြီးတော့သူကအစင်းသင့်ပြင်ပြီးအောက်ထက်ကိုဆင်းသွားတော့အင်တယ်ရီအလုံးကထိုင်နေတာကိုတွေ့ရပါတယ်။ပြီးတော့မကြခင်မှာသူမျက်နှာပြပွဲခန်းနာလေးစတင်ခဲ့ပါတယ်။ပြီးတော့မျိုးသမီးတစ်ယောက်ကချွေးမရဲ့ပုံဝါလေးကိုမပြီးပြောခဲ့ပါတယ်။အမမရေးအမအရန်လာတဲ့ချွေးမကိုခေါ်လာတာပဲနော်။ချွေးမရေး ငါဖက်ကနေမျက်နာပြပွဲအတွက်နင်းအတွက်ရွှေလဲဆွဲတောက်တိတိချာချာတိန်းထားနော်ချွေးမကြီးရောဒါချေချင်းဒါနီယောက်ခမရဲ့အမဖက်ကနေနင်းအတွက်လက်ဆောင်တိတိလေးပါဒီမှာအားလုံးကအရင်ချမ်းသာကြတာပဲငါရဲ့မျက်နာပြပွဲခန်းနာမှာဈေးကြီးတဲ့လက်ဆောင်တွေအများကြီးကိုပေးနေတယ်မကြခင်မှာမျက်နာပြပွဲခန်းနာပြီးဆုံးသွားခဲ့ပါတယ်ပြီးတော့ကိခိုင်ကသူ့ခန်းထဲမှာအနားယူဖို့အတွက်သွားလိုက်ပါတယ် ပြီးတော့လက်ဆောင်ဖြင့်ရတဲ့လက်ဝရတနာတွေနဲ့ပစံတွေကိုအိယာပေါ်မှာဖြန့်ပြီးပျော်ရွှင်စွာနဲ့ကြည်နေပါတယ်။ပြီးတော့နောက်ဒီမှာပဲသူ့ရဲ့ပထမဆုံးမိဖို့ကြောင့်ဒလိကိုလှုပ်ရပါတယ်။ပြီးတော့သူကသူ့ရဲ့ပထမဆုံးမိဖို့ကြောင့်ဒလိကိုလှုပ်တော့သူကထပ်ပြီးတော့သူ့မိဖို့ကြောင့်ပထမဒလိအတွက်လက်ဆောင်ကိုရခဲ့ပါတယ်။ထွေးမရေငါဘက်ကနေနင့်အတွက်နှစ်သိန်းတောင်အမြဲလုံချောင်းထားပါ။မဟုတ်ဘူးမေ။ကျမအလောက်ပတ်စံနဲ့အများကြီးမယူနိုင်ဘူး။မနေ့ကလည်းအမေကကျမကိုစိန်လက်ဆွဲနဲ့လက်ဆွဲတစ်ခွင်ပေးခဲ့ပြီးပြီလေ။ ရောင်မရဲ့ယူလိုက်ပါဒါရောင်မအတွက်ပဲဒါအောင်ရောင်မပဲပိုင်နာပါပြီးရင်တော့ရောင်မအမေအားဘယ်တော့လက်ဆောင်ပေးမလဲမသိဘူးလေအင်းရလူတွေပြောတော့ကေခိုင်ကပတ်စံတွေနဲ့လက်ဆောင်တွေကိုယူလိုက်ပါတယ်အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်ပြီးတော့ကေခိုင်ကသူ့ရောက်ခမအင်းရဲ့တာဝန်တွေကိုကောင်းကောင်းမွန်မွန်ထမ်းဆောင်နေပါတယ်ပြီးတော့ကေခိုင်ကသူ့လက်ဆောင်ရတဲ့ပတ်စံတွေအားလုံးကို လုံခြုံအောင်တင်ချပါတယ်ကျင်းကျင်းရဲ့ကိုလာကုန်ဆုံးသွားခဲ့ပြီးတညမှာတော့ကေခိုင်က သိန်းနိုင်ရင်နှစ်လနဲ့ကျမအမေရဲ့နှစ်90ပြည့်မွေးနေ့ရှိတယ်ပြီးတော့အဲ့ဒီနေ့မှာပဲကျမအဖေကလည်းသူ့ရဲ့မွေးနေ့ကိုကျင်းပတယ်ဒီတစ်ခါအမေရဲ့နှစ်90ပြည့်မွေးနေ့မှာကျမကျမအဖေနဲ့အမေကိုလက်ဆောင်တစ်ခုခုပေးဖို့အိမ်မမှတ်ခဲ့တယ်ကျမအဖေနဲ့အမေစီမှာအဝတ်အစားဖက်နှက်နဲ့မျက်မှန်နဲ့မရှိဘူးအဲ့ဒါကြောင့်ကျမစဉ်းစားနေရလေကျမတို့တို့တို့ရဲ့ဒီမွေးနေ့မှာတီးပစ္စည်းတွေအားလုံးပေးမယ်ပြီးတော့ကက်စမီပို့လည်းပေးမယ်အဲ့ဒါမှအမေကရှုံမီပို့ပေါ်မှာဟင်းမချက်ရအောင် ပြီးတော့တခြားຢာတွေအများကြီးပေါ့။ကိခိုင်မင်းကငါ့ကိုအစကလေးကပြောခဲ့တဲ့နဲ့ငါအမေနဲ့အဖေအတွက်ပါတီပွဲတိတိလေးကိုစီစဉ်ပေးတာပေါ့။မဟုတ်ဘူးသိန်းနိုင်အမေကပါတီပွဲတွေမကြိုက်ဘူး။အမေကအဖေနဲ့တူသူ့ရဲ့မွေးနေ့ပွဲကိုပဲကျင်းပချင်တာ။အမေတို့စီမှာသားမရှိဘူးလေ။ကျမတို့ညီမသုံးယောက်ကိုအမေနဲ့အဖေကခက်ခက်ခဲခဲနဲ့ပြုစုပြိုးထောင်ခဲ့တာ။အဲ့ဒါကြောင့်ရှင့်စီကနေခွင့်ယူချင်လို့ပါ။ရှင်ကျမကိုအဲ့ဒီနေ့ကျရင်ရှင်နဲ့တူကျမမိဘအိမ်ကိုခေါ်သွားပေး။ကျမကိုပတ်ဆန်နဲ့ကို ကျွန်မမိဘတွေအတွက် surprise လေးလုပ်ပေးချင်လို့ရတာပေါ့ကေခံရေငါမင်းနဲ့တူအများတန်းရှိနေတယ်ဒါမဲ့ငါမင်းရဲ့အဲ့ဒီအားအသိမှုတွေကိုပူပြီးထူးကြအောင်လုပ်ပေးချင်တယ်တိန်းနိုင်ရဲ့စကားကိုကြားပြီးကေခံကရဲဝမ်းသာသွားခဲ့ပါတယ်အခုတော့ဒီလိုနဲ့ပဲရန်နှင်းငယ်ကုန်ဆုံးသွားပြန်ပါတယ်ပြီးတော့ဒေါ်ဖြူစင်းရဲ့290ပြည့်မွေးနေ့မတန်ခင်တညလိုမှာည12နာရီချိန်မှာပဲသူတို့အိမ်တကားကိုခေါက်လာခဲ့ပါတယ်အမေရေည12နာရီထိုးနေပြီတကားနားမှာဘာလို့ရှိနေမလဲ မသိပါဘူးတမင်းရဲ့နင်မကြောက်ပါနဲ့ငါတကားဖွင့်လိုက်မယ်ဒေါ်ဖြူစင်ကကြက်ကြောက်နဲ့တကားကိုဖွင့်ကြည့်လိုက်ပါတယ်ပြီးတော့တကားမှာ delivery ကောင်လေးဟာရက်နေတာကိုတွေ့လိုက်ပါတယ်အန်ဒီအန်ဒီရဲ့ပစ္စည်းတွေရောက်လာပြီငါတို့ရဲ့ပစ္စည်းတွေအဲ့လောက်ညံ့နေကြီးပြီးတော့ဒီပစ္စည်းတွေထဲမှာ gas cylinder နဲ့စပိန် delivery သမားကအထုပ်တွေကိုပေးပြီးတော့သွားလိုက်ပါတယ်ပြီးတော့ဦးသိန်းလင်းနဲ့ဒေါ်ဖြူစင်တို့ကစပြီးစဉ်းစားပါတော့တယ် အလောင်းညာနဲ့ကြီးငါတို့အိမ်မှာကက်စလင်ဒါနဲ့စပိန်ကိုဘယ်သူကလာပို့တာလဲအမေရေပို့တဲ့သူကအမေအတွက်မှန်ကန်တဲ့လက်ဆောင်တွေကိုပို့လိုက်တာပဲကြည့်လေ၁၂နာရီထိုးနေပြီဒီနေ့အမေရဲ့မွေးနေ့ကလည်းစပြီပြီးတော့ဒီနေ့မှပဲအမေတို့ကမီးပို့လည်းရသွားပြီအခုအမေကရှုံမီးပို့ပေါ်မှာချက်ပြုတ်ဆရာမလို့တော့ဘူးပြီးတော့အဖေရင်အဖေကစပိန်လို့ချင်ညာမလားပြီးတော့ဒါလည်းအဖေအတွက်အကောင်းဆုံးလက်ဆောင်ပဲမေဇင်နဲ့ချောစုတို့ကကက်စလင်ဒါနဲ့စပိန်ကိုကြည့်ပြီးပျော်ရွှင်နေကြပါတယ် ဒါပေမဲ့ဒေါ်ဖြူစင်ကတော့စိတ်ပူနေပါတယ်။ပြီးတော့မနက်မိုးလင်းတာနဲ့တကားနားမှာနောက်ထပ် delivery သမားတယောက်ရောက်လာပါတယ်။ပါဆယ်နောက်တစ်ခုထည့်ရောက်လာတယ်။ကျွန်တော်တို့ဒီပါဆယ်တွေဘယ်သူပို့ပေးနေလဲဆိုတော့ခင်ဗျာပြုံးပြနိုင်မလား။ကျွန်တော်မသိပါဘူး။ဒီမှာလက်မှတ်ထိုးပြပါဦး။ဦးသိန်းလင်းကလက်မှတ်ထိုးပြီးတော့ပစ္စည်းတွေကိုယူလိုက်ပါတယ်။ပြီးတော့သူကပါဆယ်ကိုဖြန့်ချိလိုက်တော့အဲ့ဒီပါဆယ်ထဲမှာဈေးကြီးတဲ့စာရီတစ်ထည်နဲ့ပေါင်းမီနဲ့အင်ဂျီရှိနေတဲ့အောင်ကိုတွေ့လိုက်ပါတယ်။ ဒီလောက်ဈေးကြီးတဲ့စာရီနဲ့ရှန်ရင်းညီနဲ့ပေါင်းမျိုးငါတို့ဘယ်သူပေးနိုင်မှာလဲအမေသမီးထင်တာတော့အမေတို့လက်ဆောင်ပေးတဲ့သူကလေသမီးတို့ပယ်ရာတွေကိုလိုအပ်တယ်ဆိုတာကိုသိတယ်နဲ့တူတယ်အခုတော့၃ယောက်မြောက် delivery သမားကရောက်လာခဲ့ပါတယ်ပြီးတော့သူကဘူးနှစ်ဘူးကိုပေးသွားပါတယ်ဒီထဲမှာဒုဖြူစင်းအတွက်တောက်ဖနှက်အသင်းနဲ့ဦးသိန်းလင်းအတွက်ဘူးဖနှက်တစ်ခုရှိပါတယ်အဲ့တော့ကြည့်ပြီးသူတို့တွေလည်းရန်ကိုပြောသွားကြပါတယ် ကျမတောက်ဖက်နဲ့အစ်တဲ့ရှရာဖက်နဲ့အစ်စ်ကိုလိုချင်နေတာဘလောက်ကြာနေပြီလဲကြည့်အောင်အဲ့ဓာတွေတောင်ရောက်လာပြီကြာရီကိုဘသူကပို့နေရလဲခဏနေတော့ delivery သမားနောက်တစ်ယောက်ထပ်ပြီးရောက်လာပြန်ပါတယ်ပြီးတော့သူကလည်းအထုပ်ကိုပေးပြီးတော့သွားလိုက်ပါတယ်အဲဒီမှာရွှေနကက်နဲ့ဦးသိန်းလင်းအတွက်ရွှေကျိုးပါတဲ့မျက်မှန်တစ်ခုပါပါတယ်အဲဒီအထုပ်ကိုကြည့်ပြီးဒေါ်ဖြူစင်းရဲ့စိတ်ပင်ပန်းမှုတွေလည်းပူပြီးတူလာခဲ့ပါတယ်နားထောင်အောင်ယောက်ျားရဲ့ကျမရင်တွေအရန်တုန်နေတယ်မနှက်ကလေးဟာအထုပ်ရှိခုရောက်လာပြီ ်အလောက်ဈေးကြီးတဲ့ပစ္စည်းတွေကိုဘသူတွေကကျမတို့အတွက်ပို့နေရလဲဖြူစင်ဒီနေ့ကငါတို့ရဲ့290ပြည့်မွေးနေ့ဒီနေ့ကုံဆုံးသွားပါစေငါတို့မနေ့ပြန်သွားပြီးတော့တိုင်ကြားလိုက်မယ်လက်ဆောင်တွေကိုကြည့်ပြီးဦးသိန်းလင်းနဲ့ဒေါဖြူစင်တို့ရဲ့ပင်မမှုတွေလည်းပို့ပြီးတိုးလာခဲ့ပါတယ်ကျင်းရင်ကျင်းရင်နဲ့ညရောက်သွားခဲ့ပြီးဒီတစ်ခါတော့ကေခိုင်ကသူ့ယောက်ျားနေတူလက်ထဲမှာကိမ့်မုံလေးကိုကမ်းပြီးရောက်လာပါတယ်ပြီးတော့သူနဲ့အတူရင်ပေါင်းနှစ်ဦးလေးပါလာပါတယ် တယောက်ရဲ့လက်ထဲမှာလက်နှိပ်စက်နဲ့နောက်တစ်ယောက်လက်ထဲမှာအချုပ်ဆက်ရှိနေပါတယ်။အမရေအမခဲဟုန်နဲ့တူတူရောက်လာတယ်ပေါ့။ညီမတို့ကတော့အမလာမယ်လို့တောင်မထင်ခဲ့ဘူး။အမရေရောက်မှပြောတာတော့အမတို့ကအိန္ဒိယမှာမရှိဘူးဆို။ဒီနေ့ကအမင်းနဲ့ဖေရဲ့90ပြည့်မွေးနေ့လေ။ပြီးတော့ဒီလိုချိန်မှာနိုင်ငံတော်မပြောနဲ့။ငါမြို့ထဲရတာပြင်မထွက်ဘူး။အမေတို့ရဲ့သမတ်နဲ့ဂျမနီကအမေတို့လက်ဆောင်ချုပ်ပို့ခဲ့တယ်။အဲ့ဒါတွေသဘောကျလားယင်။ ဆိုလိုတာဒီလက်ဆောင်တွေအားလုံးသမီးကပို့ခဲ့တာပေါ့ဟုတ်တယ်ဒါရီအားလုံးကိုအမေသမီးကသူ့ပစံနဲ့သူအမေတို့အတွက်လုပ်ခဲ့တာကဲအခုကိမ့်မုံလေးကိုမြန်မြန်လေးလှိလိုက်ပါ ပြီးတော့ကျွန်တော်တို့ပို့လိုက်တဲ့ပစ္စည်းတွေကိုပဲဝတ်ပြီးတော့အစင်းသင့်ပြန်နော်ချောစုရေဒီကိမ့်မုံထားလိုက်ပြီးတော့အဖေရင်အဖေအတွက်လက်နှိပ်ဆက်အဖေတောင်းလို့ချင်နေတာကြာပြီးမလားဒါမရှိတော့အဖေကအဖေထဲမှာရှိတဲ့အမှုပညာရှင်ကိုဖိနှိပ်ခဲ့တာလေအခုတော့အဖေကကြော်ကြားတဲ့စာရေးဆရာဖြစ်အောင်လုပ်ပါပြီးတော့အမေရင် ဒါသမီးဖက်ကနေအမေအတွက်နောက်ဆုံးလက်ဆောင်အမေအားအချုပ်ဆက်ကိုလှုပ်ချင်냐မလားကေခိုင်နဲ့တိတ်နိုင်တို့ရဲ့စကားတွေကိုကြားပြီးဒေါ်ဖြူစင်နဲ့ဦးသိန်းလင်းတို့ကမျက်ရည်တွေဝေလာခဲ့ပါတယ်ဒေါ်ဖြူစင်ကလက်ဆောင်ရတဲ့ဈေးကြီးတဲ့စာရီရွှေနဲ့ကနေတောက်ဖက်နဲ့တစ်တွေကိုဝေပြီးအစင်းနဲ့ပြင်လိုက်ပါတယ်ပြီးတော့ဦးသိန်းလင်းကကို့အင်ကြီးပေါင်းမီနဲ့အတူအနက်အစ်နဲ့မျက်မှန်အစ်လေးကိုဝေပြီးကြောက်လာပါတယ်ကျန်တဲ့လက်ဆောင်လေးကိုလည်းသူတို့ကထုတ်ထားလိုက်ပါတယ် အိမ်နောက်မှာနှစ်ယောက်လုံးကသူတို့ရဲ့နှင်း90ပြည့်မွေးနေ့အတွက်ကိတ်ကိုအတူတူကနေကြပါတယ်။ပြီးတော့တိန်းနိုင်ကသူတို့ဓာတ်ပုံတချို့ကိုရိုက်လိုက်ပါတယ်။ဒီလိုနဲ့ပဲချမ်းသာတဲ့သမီးတယောက်ကသူ့ရဲ့ဆင်းရဲတဲ့မိဘတွေရဲ့နှင်း90ပြည့်မွေးနေ့ကိုကျင်းပပေးခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။